ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်တွေကကျွန်တော်တို့ရဲ့မှာဖိုက်တာလေးစူပါရှင်ဘာလို့နေလဲဘာလို့နေလဲလို့မေးကြတယ်ပေါ့လေအခုစူပါရှင်ဘာလို့နေတယ်လဲဆိုတော့ပြောရအောင်ခင်ဗျာဟုတ်ကဲ့စူပါရှင်ကလက်ရှိမှာတော့ဟိုဥပဇင်းမွတာကနေပြန်ထွက်လာပြီပဇင်းပြန်ထွက်ပြီးတော့မှသူလေ့ကျင့်ရေးတွေစတင်ဆောင်ရွက်နေတယ်ဘာလို့လေ့ကျင့်ရေးတွေဆောင်ရွက်နေလဲဆိုတော့လာမယ့်ဒီဇင်ဘာလကိုရောက်ရင်ထိုင်းနိုင်ငံကနေလက်ခံကျင်းပအောင်ရှိနေတဲ့ SEA Games တန်ပေါ်မှာမြန်မာနိုင်ငံကိုကိုစားပြုပြီးတော့ပါဝင်ရှင်ပြိုင်မှုအတွက်စူပါရှင်ကလေ့ကျင့်ရေးတွေစတင်ဆောင်ရွက်နေပြီလို့ကျွန်တော်သိရှိရပါတယ်ခင်ဗျာ အဲ့တော့စူပါရှင်ကဘယ်အားကစားနည်းမှာဝင်ရောက်ရှင်ပြိုင်မလဲပေါ့လေဟုတ်ကဲ့စူပါရှင်ကမနိုင်ကိုကိုစားပြုပြီးတော့ကစ်ပေါင်စင်အားကစားနည်းမှာဝင်ရောက်ရှင်ပြိုင်မှုအတွက်ကန့်ဝင်နေပြီလို့ကျွန်တော်သိရှိရပါတယ်ပြီးတော့ဒီကြားထဲမှာစူပါရှင်အနေနဲ့ပရိုပွဲစဉ်တွေထိုးဖို့လည်းရှိနေနိုင်သေးတယ်လို့ကျွန်တော်ကြားသိရတယ်ခင်ဗျစူပါရှင်ဟာဒါဝမ်ချန်ပီယံရှစ်မှာဆိုရင်ကျွန်တော်တို့ကကန်ဆိုးတဲ့ကစားသမားလို့သတ်မှတ်ထားတာပေါ့လေအားလုံးလည်းသိကြတဲ့အတိုင်းမှာပဲသူဟာဝမ်ချန်ပီယံရှစ်ကိုဒါထိုးခဲ့တဲ့ပွဲတွေမှာဆိုသူရှုံးခဲ့တဲ့ပွဲတွေမှာသူဒီ ဘက်လိုက်ခံရတဲ့ဆုံးဖြတ်ချက်တွေပုံစံမျိုးဘက်လိုက်ခံရတဲ့ပွဲတဲ့ပေးမှုတွေပုံစံမျိုးနဲ့သူရှုံးနေခဲ့ရတယ်ခင်ဗျအဲအဓိကကျွန်တော်တို့ပြောရမယ်ဆိုရင်သူရှုံးတဲ့ပွဲတွေမှာမူကာစီတိုရှုံးရတဲ့ပွဲကလွဲရင်ကြံတဲ့ပွဲနှစ်ပွဲဟာမျက်တာမှုကင်းမဲ့ခဲ့တယ်အဲဒီရော့ထန်ရောက်ပါဆန်ကာတင်နဲ့ထိုးခဲ့ရမှာဆိုရင်လဲစူပါရှန်ဟာကစ်ဘောက်စင်ဘက်ကိုပြောင်းပြီးထိုးခဲ့ရတယ်ပေါ့လေအခုထူးခြားတာကတော့သူကမြမရွေကလဝေအဲ့ရနေမွေထိုင်းကိုကူပြောင်းတယ်ကူပြောင်းပြီးတော့ကစ်ဘောက်စင်ဆိုရင်ဒါသူ့အနေနဲ့ ဆန်ငါသိနေတဲ့ဘွဲပဲထိုးခဲ့တာပေါ့ဒီစီးကိန်းပြိုင်ပွဲကိုမန္တလေးကိုသားပြပြီးတော့ဝင်ပြိုင်မဲ့အချိန်မှာသူကကစ်ဘောက်ဆင်အာဂဒါနီကိုရွေးချယ်လိုက်တာတော့ထူးခြားချက်တည်းရလို့ကျွန်တော်တို့ထင်မြင်မိပါတယ်စူပါရှန်ကဆန်ကသိနေဘွဲမှာတော့ငါတော့အားနေချက်တွေရှိခဲ့တယ်ခင်ဗျာကစ်ဘောက်ဆင်ပိုင်းမှာသူ့အနေနဲ့အခုကန့်ဝင်ပြီးတော့လက်ကျင့်ပြင်ဆင်နေဆိုတာကတော့တကယ်လို့ဝမ်းမှာကစ်ဘောက်ဆင်ထိုးရတဲ့ပွဲစဉ်ကြုံလာရင်ကစ်ဘောက်ဆင်ပိုင်းဆိုင်ရာတိုးတက်မှုတွေရအောင်လို့အခုလို့ ကံဝင်ပြီးတော့လေ့ကျင့်တာပြီးတော့မန္တလေးကိုကစားဥပ္ပရောကစ်ဘောက်ဆင်ဝင်ထိုးဖို့ဆုံးဖြတ်လိုက်တာဖြစ်နိုင်တယ်လို့လည်းယူဆမိပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိမှာဒါကျွန်တော်တို့စူပါရှမ်းကတော့လေ့ကျင့်မှုတွေဆောင်ရွက်နေပါပြီသူ့အနေနဲ့လာမယ့်ဆန်းလာမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပဖို့ရှိနေတဲ့ဒါတိုင်ပွဲပေါ်လေစီဂိမ်းတိုင်ပွဲမှာကစ်ဘောက်ဆင်အားကစားနေမန္တလေးကိုကစားပြုပြီးတော့ပါဝင်ရှင်ပြိုင်မှုအတွက်လေ့ကျင့်မှုတွေဆောင်ရွက်နေတဲ့အကြောင်းပြည်သက်တွေကိုအတိအပြည့်ပေးရလိုက်ပါတယ်ခင်ဗျာတ िश ူအပိရပိတ်အားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ